准备好了。Halo, mai mengelapa kemnya. Dili terus maju ke wale. Cenah Aima. Dini tinggal talima. channelnya wibi cenah lika. ဖမပညာရေးမှာကျွန်တော်တို့အခြေခံ desk formula လေးတွေကိုဘယ်လိုမျိုးစနစ်ချနိုင်ရရမလဲဆိုတာကိုသင်ချာပေးချင်တာဖြစ်ပါတယ်။ဒီကုသင်္ကန်းစာလေးကကျွန်တော်ရဲ့ beginners power bi online course လေးမှာသင်ချာရတဲ့သင်္ကန်းစာတွေတစ်ခုလည်းပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာ power bi လေးကိုဖွင့်လိုက်ပါမယ်။ဒီထဲမှာကျွန်တော်နမူနာအနေနဲ့ဥပမာအနေနဲ့ကျွန်တော်သုံးမဲ့ excel file လေးရှိတယ်ပေါ့နော်။ဒါလေးကိုအားလုံးလိုက်ပြီးတော့မှလေ့ကျင့်လို့ရအောင်လို့ဒီ video လေးရဲ့ audio မှာ description လေးမှာကျွန်တော် link လေးချပေးထားပါမယ်။အဲဒီကနေပြီးတော့မှအလွယ်တကူ download ဆွဲပြီးတော့မှလိုက်ပြီးတော့မှအတူတူလိုက်ပြီးတော့လေ့ကျင့်လို့ရပါတယ်။အမှားတော့အနေနဲ့ကျွန်တော်ဒီမှာ power bi လေးဖွင့်လိုက်ပြီးတဲ့အခါမှာကျွန်တော်အသုံးပြုမဲ့ excel data file ကိုဒီထဲကိုထည့်မှာဖြစ်ပါတယ်။ excel file ကိုထည့်ဖို့အတွက်ကျွန်တော်ဒီမှာ home tab ကိုတွန်းရပါမယ်။ ပြီးရင်တော့ကျွန်တော်ဒီအောက်လေးမှာ get data ဆိုတာလေးရှိပါတယ်ဒီ get data ကိုတစ်ချက်လေးနှိမ့်လိုက်ပါမယ်ပြီးတော့ကျွန်တော်ထဲမှာလေးက excel file ကိုထည့်မှာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ excel workbook ဆိုတာကိုတွေ့ရပါမယ်ဒါလေးကိုတစ်ချက်လေးနှိမ့်ပြလိုက်ပါနေလိုက်ပြီးဆိုတော့လည်းဒီမှာ open ဆိုပြီးတော့မှ dialog box တွေ့ကြလာပါမယ်။အဲ့ခါမှာကိုထည့်ခြင်းတဲ့ excel file ရှိတဲ့နေရာ location ကိုကျွန်တော်ရွေးပြရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီမှာ data detail ကနေပြီးတော့မှဒီမှာ default လေးထဲမှာရှိတာမလို့ရွေးပြတာဖြစ်ပါတယ်။ ။ဟုတ်ပြီပြသပြီဆိုရင်တော့ကျွန်တော်ဒီထဲကနေပထမဆုံးအနေနဲ့ဒီမှာ order ဆိုရယ်ဒီ excel file လေးကိုထည့်မှာပါ။အဲ့တော့ကိုထည့်ချင်တဲ့ excel file လေးပေါ်မှာ click တစ်ချက်နှိပ်ပါမယ်။ပြီးရင်တော့ကျွန်တော်ဒီမှာ open လေးကိုတစ်ချက်လေးနှိပ်လိုက်မှာဖြစ်ပါတယ်။ခဏလေးစောင့်ပြရမှာဖြစ်ပါတယ်။အဲ့ကမှသူကဒီမှာ navigator ဆိုပြီးတော့မှ dialog box တွေကြာလာပါမယ်။ပြီးတော့ရင်တော့ကျွန်တော်ထည့်လိုက်တဲ့ excel file လေးဖြစ်တဲ့ order ဆိုတဲ့ဒီ excel နာမည်လေးဒီမှာပေါ်လာပြီပေါ့နော်။ အဲ့ခါမှာဒီမှာကတော့သူကဒီ no item selected for preview ပေါ့ preview ဖျားဖို့အတွက်ကျွန်တော် item တွေ select မလုပ်ရသေးတာဖြစ်တဲ့အတွက်ဒီမှာ blind နေနေဖြစ်နေတယ်။အဲ့ခါမှာကျွန်တော်ဒီမှာ preview ကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီ order ဆိုတဲ့ဒီမှာရှိနေတဲ့ဟာလေးရှိမှာဒီမှာအမကျေပေးရတဲ့နေရာလေးရှိပါတယ်။ဒီရှိလေးမှာအမကျေကလေးတစ်ချက်လေးချပေးလိုက်ပါ။ဒါဆိုရင်ကျွန်တော်ဒီမှာ order ဆိုပြီးတော့မှကျွန်တော်ရဲ့အဲ့ဒီ excel file မှာရှိတဲ့ excel sheet အတွင်းထဲမှာရှိနေတဲ့ data တွေအားလုံးပေါ်လာပါပြီ။အဲ့ခါမှာကျွန်တော်ရဲ့ excel data ကိုတစ်ချက်သွားပြီးတော့လဲမှန်ကန်မှုရှိရလားဆိုတာကိုတစ်ချက်စစ်ဆေးကြည့်လို့ရပါတယ်။ ပြီးရင်တော့ဒီအောက်လေးမှာကျွန်တော်တို့က transform data သာရှိရယ်။သူကတော့ဘယ်လိုခါမှသုံးရလဲဆိုတော့ကျွန်တော်တို့က data ကိုကိုယ်အနေနဲ့ထပ်ပြီးတော့မှပြင်ဆင်ချင်တာရှိသေးတယ်။ edit တွေထပ်ပြီးတော့လုပ်ချင်တယ် modify တွေထပ်ပြီးတော့မှလုပ်ချင်သေးတယ်ဆိုရင်ကြတော့ transform data ကိုကျွန်တော်တို့တွေနေပြန်မှာဖြစ်ပါတယ်။ပြီးတော့ဒီဘက်ကလောက်စွာလေးကကျတော့ကျွန်တော်ကဘာမှထပ်ပြီးတော့ပြင်ဆင်မလုပ်တော့ဘူး data ကိုဒီတိုင်းထားပြီးတော့မှဒီတိုင်းတန်းပြီးတော့မှသုံးချင်တယ်ဆိုရင်ကျတော့ဒီမှာလောက်စွာလေးကိုကျွန်တော်တို့နေပြရမှာဖြစ်ပါတယ် ဒါမှကျွန်တော်တို့ကဒီအခြေခံကနေစပြီးတော့ဗောနော Power BI လေးကိုသင်ကြားနဲ့လေ့လာခြင်းနဲ့ဆိုရင်လည်းပဲကျွန်တော် YouTube channel လေးမှာပဲကျွန်တော် data ထည့်တာကနေစပြီးတော့မှကျွန်တော်တို့ဒီ Excel file တွေကိုဘယ်လိုမျိုး data ကိုကျွန်တော်တို့ပြန်ပြီးတော့ပြင်ရမယ် transform data ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအသေးသေးလေးကျွန်တော်သင်ကြားပေးထားတဲ့အခြေခံသင်ခန်းစာလေးတစ်ခုရှိပါတယ်အဲ့ဒါလေးကိုလည်းတွားပြီးတော့လေ့လာဖို့ကိုလည်းပဲတိုက်တွန်းအပ်ပါတယ်ခင်ဗျာရင်တော့ကျွန်တော်တို့ဒီမှာကတော့ data ကိုတက်ပြီးတော့မပြင်ချင်တော့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာလောက်စွာလေးကိုပဲပြန်ပြီးတော့မှတစ်ချက်လေးနှိမ့်လိုက်ပါမယ် ဒါဆိုရင်တော့ဒီခဏလေးစောင့်ရပါမယ်။အဲ့ဒီ AZ data ကိုကျွန်တော်တို့ Power BI နဲ့ကိုစပြီးတော့မှဒီမှာလုပ်တင်လုပ်နေတာပဲ။ခဏလေးစောင့်ပေးလိုက်ပါ။ okay ဒါဆိုတော့ရလာပါပြီရလာတဲ့အခါလေးမှာကျွန်တော်တို့ဒီ canvas လေးရဲ့ဒီဘက်လေးမှာပေါ့နော် data ဆိုတဲ့ account လေးဒီအောက်လေးမှာကျွန်တော်တို့ order ဆိုပြီးတော့မှ AZ ရဲ့ဒီ sheet ရဲ့ name လေးရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါကမှသူ့ရဲ့ order ရဲ့ detail လေးမှာကျွန်တော်တို့ကအများလေးပါတယ်။အများလေးကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီ order လို့ခေါ်တဲ့ excel ရှိထဲမှာပါဝင်နေတယ်။သူ့ရဲ့ excel နဲ့ data တွေတွေရဲ့ပေါ့နော် column လေးတွေရဲ့ခေါင်းစဉ်လေးတွေဒီမှာပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်နောက်ထပ်ထပ်ပြီးတော့မှ excel file တစ်ခုကိုထပ်ပြီးတော့ထည့်ပါမယ်။ပြီးတော့ကျွန်တော်ဒီမှာ home tab ကိုသွားမယ်။ပြီးတော့ဒီ get data ကနေပြီးတော့ထည့်လို့ရတယ်လို့မျိုးပဲဒီဘက်လေးကနေ excel web post ဆိုတာကနေပြီးတော့လည်းပဲတရားယူပြီးတော့မှထည့်လို့ရပါတယ်။ excel web post လေးကိုကျွန်တော်တစ်ချက်လေးနှိပ်လိုက်ပါမယ်။ အဲ့ခါမှာ open ဆိုတဲ့တိုင်လေးပေါက်စတေကြလာပြီဆိုရင်ကျွန်တော်ထည့်ချင်တဲ့ location ကိုကျွန်တော်ရွေးပြရမယ်။ကျွန်တော်ကတော့ဒီတခါဒီနေရာကနေပြီးတော့ပဲဒီ customer ဆိုရဲကျွန်တော်ရေးအိတ်စဲ data လေးကိုထည့်မှာဖြစ်ပါတယ်။အဲ့တော့ကိုထည့်ချင်တဲ့ file လေးပေါ်မှာတစ်ချက်နေပါမယ်။ပြီးရင်ကျွန်တော်ဒီမှာ open လေးကိုတစ်ချက်လေးနေပြလိုက်ပါမယ်။ ဒါဆိုရင်ကျွန်တော် navigator ပေါ်လာပြီဆိုရင်ဒီမှာ customer ဆိုရဲကျွန်တော်ရှေ့လေးမှာ image ကလေးချပေးလိုက်မယ်။အဲဒါကျွန်တော်တို့ရဲ့ customer ဆိုရဲ exact ရှိတဲ့မှာရှိနေတဲ့ data လေးတွေဒီမှာပေါ်ပေါ်လာပြီပေါ့နော်။ကိုယ်နေနဲ့ဒီမှာကြည့်ကြည့်လို့ရပါတယ်။ဒါလေးကိုလည်းအလိုပါပဲကျွန်တော်ကဘာမှထပ်ပြီးတော့ပြင်ကျင်တော့တာမဟုတ်တဲ့အတွက်ဒီမှာလှုပ်ရှားလေးကိုတစ်ချက်လေးနေပေးလိုက်မှာဖြစ်ပါတယ်။ဒါဆိုရင်သူစပြီးတော့မှဒီ exact file လေးကိုလည်းထည့်နေပါပြီ။အဲဒါကျွန်တော်ကဒီမှာရောက်သွားပြီပေါ့။ရောက်သွားတဲ့အခါမှာဒီမှာ customer ဆိုပြီးတော့ထပ်ပြီးတော့ရောက်လာပါပြီ။ အဲ့ခါမှလည်းသူရဲ့ရှေ့မှာရှိတဲ့အများလေးကိုတစ်ချက်လေးနှိပ်လိုက်ပြီးဆိုရင်လည်းပဲအဲ့ customer တွေမပါဝင်နဲ့ excel data လေးတွေရဲ့ကျွန်တော်ကောင်းစင်လေးတွေကိုမြင်ရမှာဖြစ်ပါတယ်။ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ data ကိုပြန်ပြီးတော့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်က table view အနေနဲ့ပြန်ကြည့်လို့ရပါတယ်။အဲ့လိုကြည့်ဖို့အတွက်ကျွန်တော်ဒီအပေါ်လေးမှာရှိတယ်ပေါ့နော်ဒီ report view ရဲ့အောက်လေးမှာကျွန်တော်ဒီမှာ table view ဆိုတာလေးရှိပါတယ်။ဒါလေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ။ နှိမ့်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ data ကိုဒီမှာ customer မှာနှိမ့်ထားတယ်ဆိုရင်သူက customer မှာရှိနေတယ်ကျွန်တော် column တစ်ခုချင်းစီ line ကျွန်တော်ရဲ့ table ကိုပြန်ပြီးတော့မှပြပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ qua order ကိုကြည့်ချင်းနေဆိုရင် order လေးပေါ်မှာတစ်ချက်လေးနှိမ့်ပေးလိုက်ပြီးဆိုတာနဲ့ order ဆိုတဲ့ဒီ table ထဲမှာရှိနေတဲ့အရာတွေကိုပြပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါတွေပြန်ကြည့်ချင်းတဲ့အခါမှာ table မှာလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်လက်ရှိမှာတော့ကျွန်တော် table လေးကနေပြီးတော့မှ report view လေးကိုပြန်ပြီးတော့မှသွားလိုက်ပါမယ် ဲ့ခါမှာပထမဆုံးအနေနဲ့ကျွန်တော် desk တစ်ခုရေးမယ်ပေါ့ desk ကတော့ကျွန်တော် excel မှာဆိုရင်တော့ formula ဆိုတဲ့အဓိပ္ပာယ်လေးပါပဲဒီ power bi မှာကကျွန်တော် desk လို့လည်းခေါ်တယ် measure လို့လည်းခေါ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီစပြီးတော့မှ measure တခုကိုစပြီးတော့ရေးမယ်။ရေးဖို့အတွက်ကျွန်တော်တို့ထပ်ပြီးတော့မှပါလို့မလဲဆိုတော့ကျွန်တော်အနေနဲ့ကဒီ order ဆိုတဲ့ table ထဲမှာကျွန်တော်တို့ရေးခြင်းတယ်။အဲ့ခါမှာကျွန်တော်ဒီ order ဆိုတဲ့ column လေးပေါ်မှာ click တစ်ချက်နှိပ်ထားပါ။နှိပ်ထားလိုက်တဲ့အခါလေးမှာကျွန်တော်ကဒီပေါ်လေးမှာ table 2ဆိုပြီးတော့မှ dialog box လေးကြားလာပါတယ်။ဒီ table 2ဆက် tab လေးရှိတယ်ပေါ့နော်။အဲ့ table 2ဆက် tab ကိုသားပါ။ တပိသားတဲ့ခါလေးမှာတယောက်လေးမှာကျွန်တော်တို့ calculation ဆိုတာလေးရှိပါတယ်။အဲ့ဒီမှာသူကဒီမှာ new measure ဆိုတာရှိတယ်။ပြီးတော့ဒီမှာ quick measure ဆိုတာရှိတယ်ပေါ့နော်။ကျွန်တော်တို့နေက measure အစ်စ်ကိုစပြီးတော့မှရေးမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ new measure လေးကိုနှိပ်လိုက်လို့ရပါတယ်။ဒါလေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာဒါလေးကိုတစ်ချက်လေးကျွန်တော်နှိပ်ပေးလိုက်ပြီဆိုတာနဲ့တယောက်လေးမှာ measure ဆိုပြီးတော့မှပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါလေးကိုကျွန်တော်ဒီမှာအမအမချက်ကလေးရှိတယ်။ကန်ဆယ်ပေါ့နော်။ဒါလေးကိုပြန်ပြီးတော့မှနှိပ်ပေးလိုက်ပါမယ်။ အဲ့မှာကျွန်တော်ဒီတေးပဲ dose ကနေပြီးတော့လာပြီးတော့မှ new measure ကိုလာပြီးတော့ယူလို့ရတယ်လို့မျိုးပဲဘယ်လိုထပ်ပြီးတော့ယူလို့ရတယ်လဲဆိုတော့ကိုယ်အနေနဲ့ကဒီ order ဆိုတဲ့ထဲမှာ measure တစ်ခုထပ်ပြီးတော့ရေးချင်တာဖြစ်တဲ့အတွက် order ဆိုတဲ့အကောင်လေးပေါ်မှာ mouse ကနေပြီးတော့မှ right click တစ်ချက်နှိပ်လိုက်ပါဒီလေတဲ့ခါမှာဒီလိုရွေးပြတဲ့အများကြီးပေါ်လာတဲ့ခါမှာကျွန်တော်အနေနဲ့ဒီမှာ new measure ဆိုလေးရှိတယ်ပေါ့နော်။ဒီအနေနဲ့လာပြီးတော့မှ measure အသစ်ကိုယူလို့ရပါတယ်။ကျွန်တော်ဒီမှာ new measure လေးကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်။အဒီခါမှာဆိုလည်းဒီမှာ measure ဆိုပြီးတော့မှကျွန်တော်တို့ဒီ formula ရေးလို့ရတယ်။ measure ရေးလို့ရတဲ့ box လေးပေါ်လာမှဖြစ်ပါတယ်။ မှတ်သားမေရှာဆိုပြီးတော့လိုလျောက်ဒီမှာနာမည်လေးပေးထားတယ်ဒါကိုကိုနစ်နဲ့ကိုနစ်တက်တဲ့နာမည်ကိုပြန်ပြီးတော့ပြောင်းလဲလို့ရပါတယ်ကျွန်တော်တို့ဒီအခြေခံကြားဆုံးဒီ measure တခုကိုစပြီးတော့ရေးကြည့်မယ်။ပြီးတော့ကျွန်တော်ဘာကိုစပြီးတော့မှတွက်ချက်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ order ဆိုတာလေးရှိတယ်ပေါ့နော်။ဒီ order တွေကနေပြီးတော့မှကျွန်တော် order စုစုပေါင်းဘယ်လောက်ရှိလဲဆိုတာကိုတိုးတဲ့ order ကိုကျွန်တော်သိချင်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာ measure ဆွဲနေရာလေးမှာကျွန်တော်တို့ဒီ debit claim နဲ့လာပြီးတော့မှကိုပြောင်းကျင်တာကခွာတိုးတဲ့ order လို့နာမည်ပေးချင်တာမလို့ဒီမှာတိုးတဲ့ order ဆိုပြီးတော့မှကျွန်တော်ရိုက်ပြီးတော့မှထည့်လိုက်ပါမယ်။တိုးတဲ့ order ပေါ့နော်။ အလောက်ကိုင်ခွင်လန်းနဲ့မိမိလုပ်ငန်းတက်လန်းအတွက်ဘာဝဘီယန်ကိုအခြေခံမှစတင်ပြီးစနစ်တကျကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက် Beginners Power BI Online Course လေးကိုတက်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးမှာဘာဝဘီယန်ကို Zero Level အခြေခံကနေစတင်ပြီးတော့မှ Professional ကျတဲ့အစင်းမြတ်ဘာဝဘီယန် Report တွေ၊ဘာဝဘီယန် Dashboard တွေကိုမိမိကိုယ်တိုင်ကိုကျွမ်းကျင်စွာဖန်တီးတည်ဆောက်နိုင်ဖို့အတွက်အကောင်းဆုံးနဲ့စနစ်တကျပြင်ဆင်ပို့ချပေးထားပါတယ်။ မိမိရဲ့အလုပ်ချိန်တွေကိုတိတိတသာတိတိယောက်ယောက်ရှင်းချပေးနိုင်ပြီးတော့အလုပ်ကိုင်ခွင်လန်းနဲ့မိမိလုပ်ငန်းတက်လန်းအတွက်လူအများပြားလေ့လာနေကြပြီဖြစ်တဲ့ Power BI လေးကိုယခုတနင်္လာနေ့မှာစနေတကြားနဲ့ step by step လေးစတင်ပြီးတော့မှလေ့လာနိုင်ပြီဖြစ်ပါတယ်။ ပုံမှန်တင်တန်းချေ3000ကျပ်စာယခုလအတွင်းမှာအထူးတင်တန်းချေ5000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။တင်တန်းလေးမှာတင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုများကိုအစအဆုံးစနေတကြအစလိုက်ကလေးလေးလာတင်ကြားရမှာဖြစ်ပါတယ်။အလုပ်တစ်ပတ်နဲ့လေ့လာနေတဲ့သူတွေအတွက်လည်းမိမိအားတဲ့ချိန်လေးမှာစနေတကြနဲ့အဆင်ပြေစွာလေ့လာနိုင်မှာဖြစ်ပါတယ်။တင်တန်းလေးကို lifetime asset လေးပေးထားတာဖြစ်တဲ့အတွက်သင်ခန်းစာဗီဒီယိုများကိုအချိန်မရွေးလေ့လာတင်ကြားနိုင်ပြီးတော့လေ့လာတင်ကြားနေရင်လည်းစာမေးချင်တာရှိတဲ့အခါမှာလည်းဆရာနဲ့ အချိန်မီတွင်မြင်မြင်ဆွေးနွေးနိုင်တာဖြစ်ပါတယ်။တင်တဲ့လေးကိုတယောက်ချန်နယ်ဆိုရင်တော့ Daily Dose Computer ပိုင်းဟမင်းနိုင်ဆိုတဲ့ Facebook Page Messenger မှာတော့လကောင်း၊သူညာကို998935432 Viber Room မှာတင်တဲ့ချင်းလွှဲထားတဲ့ screen shot လေးကိုပေးပို့လိုက်ရုံနဲ့ချက်ချင်းစတင်လေ့လာနိုင်မှာဖြစ်ပါတယ်။ယခုလိုအထူးတင်တဲ့ချင်း9000ကျတဲ့အဖြစ်ကျွန်တော်အမြဲတမ်းလက်ခံပေးနိုင်မှာမဟုတ်တဲ့အတွက်အချိန်တိုင်းတာတစ်ခုတည်းသာကျွန်တော်အထူးတင်တဲ့ချင်းလေးနဲ့လက်ခံပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့တင်တဲ့လေးကိုအမြဲတမ်းတယောက်ဖို့ကိုလည်းဖိတ်ခေါ်အပ်ပါရခင်ဗျာ။တို့တဲ့ order ဆိုပြီးတော့ထည့်လိုက်တယ်။ ပြီးသားရင်ကျွန်တော်တို့က order ကိုစာပြီးတော့မှတွက်မယ်တွက်ဖို့အတွက်ကကျွန်တော်တို့က order စုစုပေါင်းကိုတည်ချင်တဲ့အခါမှာ order တွေကိုအားလုံးကိုကျွန်တော်ဘယ်လောက်ရှိလဲဆိုပြီးတော့မှပေါင်းချလိုက်လို့မရပါဘူးသူကကျွန်တော်ဘာလုပ်ပြရမလဲဆိုတော့ order ဘယ်နှစ်ခုရှိလဲဆိုတော့ကိုကျွန်တော်တို့ကရေးတွက်ပြရမှာဖြစ်ပါတယ်အဲ့လိုရေးတွက်ပြဖို့အတွက်ကျွန်တော်တို့က Excel မှာလိုပဲရေးတွက်ချင်တယ်ဆိုရင် count ဆိုတဲ့ကျွန်တော် function ကိုသုံးရတယ်လို့ပဲဒီ measure မှာလည်းပဲ power bi မှာလည်းပဲ count လေးကိုကျွန်တော်တို့ကသုံးပြရမှာဖြစ်ပါတယ်။ရေးတွက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ count ကိုသုံးမယ်။အဲ့ဒါကျွန်တော်ဒီမှာ COUND ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါတယ်။ ။လည်းမကျွန်တော်အပြည့်စုံရိုက်မထည့်ပဲနဲ့ COU လောက်ပဲရိုက်ထည့်လိုက်မယ်ဆိုရင်လည်းပဲအဲ့လိုမျိုးကောင်းတဲ့ဒီဇိုင်းညာအများကြီးတရားမှာမေရှားတွေကြာလာမှာပါ။အဲ့ဒီကနေကျွန်တော်သုံးချင်တာကကောင်းဖြစ်တဲ့အတွက်ဒီမှာကောင်းဆိုတဲ့အကောင်းလေးကိုကျွန်တော်တွားလိုက်ပါ။ဒီကွာအိတ်ကောင်းဆိုတဲ့ဟာလေးမှာ selection လေးမရောက်သေးဘူးဆိုရင်ကျွန်တော်ရဲ့ computer keyboard ကနေအပေါ်သွားတဲ့မြားလေးတွေအောက်သွားတဲ့မြားလေးတွေဒီ arrow လေးနဲ့တွားလို့ရတယ်ပေါ့နော်။ဒါမှကျွန်တော်ဒီကိုမြားလေးနဲ့တွားပြီးတော့ကိုနဲ့တက်တဲ့နေရာကိုတွားလို့ရပါတယ်။ကျွန်တော်ကကောင်းကိုတွားချင်တာမလို့ဒီမှာကောင်းကိုရအောင်တွားမယ်။ ပြီးတာနဲ့ကျွန်တော်ကဒါလေးကိုယူရှင်နေဆိုရင်ကျွန်တော် keyboard ကနေပြီးတော့မှ tab ပေါ့နော် tab key လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါအဲ့ဒါကျွန်တော်သူကဒီမှာကောင်းဆိုပြီးတော့မှ ქვენ စာလေးနဲ့စာပြီးတော့ပေါ်လာပါပြီအဲ့ခါမှကျွန်တော်ကကောင်းလုံးမှာဘယ်တဲ့ကဟာကိုကောင်းလုံးမှာလဲဆိုပြီးတော့မှဒီအောင်မှာထပ်ပြီးတော့ယူချက်စာတွေရှိပါသေးတယ်အဲ့ခါမှာကျွန်တော်ကဖရာကိုကောင်းလုံးมาလဲဆိုတော့ကျွန်တော်ရဲ့ဒီ order လို့ခေါ်တဲ့ order table ထဲမှာရှိနေတဲ့ order ID တွေကိုကျွန်တော်တို့ကကောင်းလုံးချင်တာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ကဒီမှာအောက်လေးမှာသွားရှာတဲ့ခါမှာဒီမှာ order ဆိုတဲ့ table တွေက order id ဆိုတဲ့ column ကိုကျွန်တော်တို့ဒီကောင်းလုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကလွယ်လွယ်လေးပဲဒီမှာအောက်သွားတဲ့ညလေးနဲ့ဒီမှာညလေးနဲ့သွားလိုက်မယ်သွားလိုက်ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ order လို့ခေါ်တဲ့ table တွေကနေ order id ကိုကျွန်တော်ကောင်းလုံးမှာဆိုတော့အဲ့နေရာကိုရအောင်သွားလိုက်ပါတယ်ပြီးတာနဲ့ဒါလေးကိုယူမှာဖြစ်တဲ့အတွက် tab key လေးတစ်ချက်အနေပေးလိုက်ပါတယ်ပြီးရင်တော့နောက်ဆုံးလေးမှာကျွန်တော်တို့ခွင့်လေးပေးပေးလိုက်ပါမယ် ဒါကြောင့်ကျွန်တော်တို့ count လုပ်ပါမယ်ဘယ်တဲ့ကလဲဆိုတော့ order တွေဘယ်တဲ့မှာရှိနေတယ် order id တွေကိုကျွန်တော်တို့ခုချင်းစီကိုလိုက်ပြီးတော့မှ count လုပ်မှာဖြစ်ပါတယ်ရေးတွက်မယ်ပေါ့နော်ဒါကြောင့်ကျွန်တော် measure လေးရေးထားပြီးသွားပါပြီပြီးတာနဲ့ကျွန်တော်တို့က debit လေးမှာအမှန်ချက်ကလေးရှိပါတယ်ဒါလေးကကျွန်တော်ဒါလေးကို commit လို့ခေါ်တယ်ဒါလေးကိုနှိပ်ပေးလို့ရတယ်ဒါလေးကို manage ချုံဆိုရင်လည်းပဲကျွန်တော်တို့ computer keyboard ကနေ enter ဆိုတဲ့ကလိုလေးကိုနှိပ်ပေးလို့ရပါတယ်ကိုနေတဲ့လိုမျိုးလုပ်လို့ရပါတယ်ကျွန်တော်ဒီမှာ enter တစ်ချက်နှိပ်လိုက်ပါတယ်ဒါဆိုရင်ခဏလေးစောင့်ပေးလိုက်ပါ ဒါဆိုရင်ကျွန်တော်ဒီဘက်လေးမှာ data နေရာမှာသွားပြီးတော့ကြည့်တဲ့အခါမှာဒီအောက်ဆုံးလေးမှာ delivery order ဆိုတဲ့ table လေးအတွင်းထဲမှာဒီမှာ total order ဆိုပြီးတော့မှကျွန်တော်တို့ကိုရေးလိုက်တဲ့ measure လေးရောက်လာပါပြီ။ရောက်လာတဲ့အခါလေးမှာကျွန်တော်ဒီမှာ total order ရဲ့ဒီရှိလေးမှာ magic လေးပေးရတဲ့နေရာလေးရှိပါတယ်။ဒါလေးကို magic လေးပေးလိုက်ပါမယ်။ magic လေးပေးလိုက်တာနဲ့တော့ဒီမှာ canvas လေးမှာကျွန်တော်တို့ total order ဆိုပြီးတော့မှတော့ festival လေးတစ်ခုနဲ့စပြီးတော့မှပေါ်လာပါတယ် အခုပြောင်းချင်တဲ့ visual navigation ကိုပြန်ပြီးတော့လည်းအချိန်မီပြန်ပြောင်းလို့ရပါတယ်။ဒါလေးကိုကျွန်တော်ကဥပမာကက်လေးနဲ့ပြချင်တယ်နော်။ကက်ဖစ်စထရယ်နဲ့ကျွန်တော်ပြချင်တယ်ဆိုပါစို့။ဒါကျွန်တော်ရဲ့ deep visual လေးကိုကျွန်တော်ကနေရာလေးရွှေ့လို့ရတယ်။ဒီမှာအပေါ်လေးကနေဒီလိုဆွဲပြီးတော့မှကိုနေတဲ့တဲ့နေရာရွှေ့လို့ရပါတယ်။ဒါလေးကိုကိုနေတဲ့တဲ့ visualization နဲ့အစားထိုးဖို့အတွက် deep visual လေးပေါ်မှာထောက်ထားထောက်ထားပြီးတာနဲ့ဒီဘက်လေးမှာကျွန်တော်က visualization ဆိုလိရှိပါတယ်။အဲ့ဒီမှာတိအောက်လေးမှာသူအများကြီးရွေးလို့ရတယ်။သူအနေနဲ့အခုအနေနဲ့သူနမူနာအနေနဲ့သူယူပြပေးသွားတာကြတော့ဒီအပေါ်လေးမှာရှိနေတဲ့ custom column ချက်လေးကိုသူကသုံးသပ်ပေးတာဖြစ်ပါတယ်။ ျွန်တော်မသုံးချင်ဘူးတခြားဟာတွေပြောင်းပြီးသုံးချင်တယ်ဆိုတခြားဟာတွေလိုက်ပြီးတော့မှရွေးလို့ရပါတယ်ကျွန်တော်ကတော့ဥပမာကက်လေးနဲ့ပြောင်းပြီးသုံးမှမလို့ဒီမှာ cut visualization ဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါမယ်အဲ့ဒါကျတော့ဒီမှာကျွန်တော်ရဲ့ visual လေးက cut ပုံစံလေးဖြစ်သွားပါပြီဒီကမှာဒီဘက်မှာ fitter ဆိုတာလေးရှိရယ်နော်ဒါလေးကိုကျွန်တော်မသုံးသေးဘူးဆိုရင်ပိတ်ထားလို့ရပါတယ်ပိတ်ထားခြင်းနဲ့ဆိုရင်ဒီမှာမြားလေးရှိရယ်နော်ဒီမြားလေးကိုတစ်ချက်နှိပ်ပြီးတော့မှကျွန်တော်တို့ပိတ်ထားလိုက်လို့ရပါတယ် ကျန်တဲ့ဟာတွေလည်းအလိုပါပဲ visualization ကိုမသုံးခြင်းကိုဆိုရင်ညာလေးကိုနေပြီးပိတ်ထားလို့ရပါတယ် data မှာလည်းပဲပိတ်ထားလို့ရတယ်ပေါ့နော်ပြန်ဖွင့်ခြင်းနဲ့ဆိုရင်ဒီညာလေးကိုပြန်နေပြီးတော့မှပြန်ဖွင့်လိုက်လို့ရပါတယ်ပြောစင်မှာတော့ပိတ်ထားပါမယ်ဒီခါမှာကျွန်တော်ဒီမှာ total order ဆိုပြီးတော့မှဒီမှာကက်လေးနဲ့ရပါပြီအဲ့ဒီကက်လေးကိုကျွန်တော်လိုအပ်တဲ့လောက်လေး size ကိုနည်းနည်းလေးတည်လိုက်မယ်နော်အခုမှကျွန်တော်တစ်လောက်တစ်လောက်လေးတစ်လောက်လေးထားလိုက်ပါမယ်โอเคတစ်လောက်ပေါ့နော်တစ်လောက်လေးထားလိုက်ပါမယ်ပြီးတော့ဒါလေးကိုနည်းနည်းလေးဟုတ်ပြီတစ်လောက်ထားလိုက်ပါ ီတာပြည့်တဲ့ကျွန်တော်ဒါလေးကိုဒီမှာဆိုရင် cut ပုံစံတော့ရသွားပြီဒါပေမဲ့သူ့ကိုကျွန်တော်ပုံပြီးတော့မှလှသွားသေးဖို့အတွက် ပုံပြီးတော့မှထင်ရှားသွားသေးဖို့ဆို format လေးကိုနည်းနည်းပြင်ပါမယ်အဲ့လိုပြင်ဖို့အတွက်ဒီ cut face တွေပေါ်မှာထောက်ထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ visualization ကိုသွားလိုက်ပြီးတော့မှဒီအောက်လေးမှာကျွန်တော်တို့ reformat ကိုပြင်မှာမလို့ format ကြီး visualization လေးရှိပါတယ်ဒါလေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါမယ် နေလိုက်ပြီးသွားတဲ့ခါလေးမှာဒီမှာကျွန်တော်အရင်ဆုံးပြင်မှာကတော့ကျွန်တော်ဒီမှာနေမှာရှိနေတဲ့ကိန်းကနဲနေတို့သူ့ရဲ့တိုက်တဲ့ခေါင်းစဉ်လေးတွေကိုကျွန်တော်ပြင်ချင်တယ်ပေါ့နော်။အဲကျွန်တော်ဒီမှာတရားဆိုတာလေးကိုကျွန်တော်နည်းနည်းပြင်မယ်။အဲ့တော့ကျွန်တော်ဒီမှာအရင်ဆုံး color value ဆိုတာလေးရှိတယ်။ဘယ်ထဲမှာလဲဆိုတော့ deep stray ထဲမှာနော်။ deep stray လေးကနေ color value ကိုတစ်ချက်သွား။သွားပြီးသွားရင်တော့ font size ကတော့45လောက်ကတင့်တော်တယ်ပေါ့နော်။ font size ကိုတော့ဒီတိုင်းပဲထားလိုက်မယ်။ကျွန်တော်လုပ်ချင်တာကတော့ bold တင်ချင်တာပါ။အဲ့မို့ကျွန်တော် bold လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်။အဲကျွန်တော်ဒီမှာကြည့်လိုက်ပါ။တရားလေးကပို့ပြီးတော့ bold ဖြစ်သွားတာတွေ့ရမယ်နော်။ တော့ကာလာကိုကျွန်တော်အနက်လေးမကြိုက်ဘူးတခြားយ៉ាងပြောင်းပြီးသုံးချင်တာမလို့ဒီမှာကာလာဆိုတဲ့ box ဒီမှာနှိပ်လိုက်ပြီးတော့မှကျွန်တော်အပြာလေးနဲ့ချိန်ချင်တာမလို့ဒီမှာအပြာလေးရှိတယ်အပြာလေးကိုတစ်ချက်ရွေးပေးလိုက်မယ်ကျွန်တော်ဒီမှာအပြာလေးနဲ့ပြပေးသွားပါတယ်ဒါတင်ရပြီပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ call of value ကိုပြန်ပေးလိုက်မယ် ပြန်တော့တကွာတော့ဒီအောက်မှာရှိတဲ့ label ပါဒီ label လေးကိုကျွန်တော်နည်းနည်းလေးကစားခြင်းနဲ့ဥပမာဒီမှာ on ထားလို့ဒီမှာ total order ဆိုပြီးပေါ်နေတာเนาะခုနေအဲ့ label ကိုပိတ်ထားခြင်းလဲဆိုရင်လည်းရတယ် on နေရာမှာတစ်ချက်နှိပ်ပေးလိုက်မယ်ဆို off ဖြစ်သွားပြီ off ဖြစ်သွားတဲ့ဒီမှာ total order ဆိုတဲ့ label လေးမရှိတော့ပါဘူးကျွန်တော်ကတော့တက်ချင်တာဖြစ်တဲ့အတွက်ဒီမှာပြန်ပြီးတော့မှ on ပေးလိုက်ပါမယ်တစ်ချက်နှိပ်ပြီးတော့ on ပေးလိုက်ပါမယ်ပြတော့သူ့ရဲ့ရှည်ရဲများလေးကိုနှိမ့်လိုက်ပြီးတော့မှနည်းနည်းလေးကစားမယ်။ဖောင်ဆိုင်စနစ်ကနည်းနည်းသေးတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်ဘယ်လောက်ထားခြင်းလဲဆိုတော့ဥပမာဖောင်ဆိုင်16လောက်ထားပါမယ်။ ဆက်ရှိလို့ရေးထည့်ပြီးတော့မှအန်တာတစ်ချက်နေပြလိုက်ပါတယ်။ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဘိုးလေးတင်ပြလိုက်ပါမယ်။ပြီးတော့ကာလာကိုလည်းပဲကျွန်တော်နှစ်သက်တဲ့အကြောင်းဒီမှာရွေးလိုက်ပြီးတော့မှဥပမာသူ့ကိုကျွန်တော်တို့ဘာလေးနဲ့ထားကြတယ်ဥပမာကျွန်တော်တို့အဝါရောင်လေးနဲ့ထားလိုက်မယ်ပေါ့နော်။ဒီမှာကျွန်တော်အဝါရောင်လေးတစ်ယောက်ရွေးပြလိုက်အဝါလေးအဝါလေးမကောင်းဘူးပေါ့နော်။ဥပမာကျွန်တော်အပြာလေးတရားပဲအပြာအရင်လေးတရားကိုကျွန်တော်ရွေးလိုက်ပါတယ်။ဟုတ်ပြီ။ဒီတိုင်းပြင်ကျွန်တော်ကဒီမှာကတ်လေးရပြီအဲ့ခါမှာကျွန်တော်ကဒီကတ်လေးကိုပို့ပြီးတော့မှဘေးအနားသားလေးတွေပို့ပြီးတော့မှထင်ရှားသားစေဖို့အတွက် ကျွန်တော်ထပ်ပြီးတော့မှမလုပ်ပေးမလဲဆိုတော့ဒီကက်လေးကိုကျွန်တော်တို့ကပြန်ပြီးတော့မှနည်းနည်းလေးပေါ့နော်ဖျားနေပြီးတော့ကျွန်တော် shape ဒီ shadow လေးတွေလို့ပေါ့နော်ဒီအကြောင်းလေးတွေကျွန်တော်ထည့်လိုက်မယ်အဲ့လိုထည့်ဖို့အတွက်လည်းပဲဒီကက်လေးပေါ်မှာနှိပ်ထားမယ်နှိပ်ထားပြီးတာနဲ့ကျွန်တော်ဒီမှာ format ကိုပဲသွားမယ် format ကိုသွားပြီးတော့ဒီတစ်ခါတော့ကျွန်တော်ဒီဘက်က general ကိုတစ်ချက်သွားလိုက်ပါမယ် general တွေကနေပြီးတော့မှကျွန်တော်ဒီမှာ effect ဆိုတာလေးရှိတယ်နော် effect လေးကိုတစ်ချက်နှိပ်မယ်ပြမသုံးနေနဲ့ကျွန်တော်ဒီမှာ border လေးထဲမှာဖြစ်တဲ့အတွက် face to border လေးမှာ offload ထားတာလေးကို on ပေးလိုက်ပါမယ် ပြီးတော့အဲ့ဒီ border လေးကိုပြင်ဖို့အတွက်ဒီရှင်းအများလေးကိုနှိပ်လိုက်မယ်။ဒီပြီးသားရင် border ကိုကျွန်တော်တို့ဒီမှာအနက်ရောင်လေးနဲ့ခတ်တာမကြိုက်ဘူး။တခြားရောင်ပြောင်းကျင်တာမလို့ color မှာနှိပ်လိုက်ပြီးတော့မှကျွန်တော်ဒီမှာနည်းနည်း gray ဖြစ်တဲ့ဒီရောင်လေးပေါ့နော်။အဖြူရောင်သွားတဲ့ဟာလေးကိုတစ်ချက်လေးရွေးပေးလိုက်မယ်။ပြီးတော့ဒီအောင်လေးမှာ rounded corner သာရှိတယ်။ rounded corner ကကြောင့်ထောင်းကိုကျွန်တော်တို့ကဒီချွန်ချွန်ရင်းမဟုတ်ပဲနဲ့ပေါ့နော်။လုံးလုံးလေးထားခြင်းတဲ့ခါမှာ rounded corner ကိုတုံးလို့ရတယ်။ဥပမာကျွန်တော် rounded corner ကိုကျွန်တော်၁၂လောက်ထားလိုက်မယ်ပေါ့နော်။၁၂လောက်ထားလိုက်ပါမယ်။ ီးတော့ဒါအနားလုံးတဲ့နေရာလေးပေါ့ပြီးတော့ width ပါ width ကတော့ကျွန်တော်တို့အဲ့ဒီ outline လေးရဲ့ border လေးအထူးဖြစ်ပါတယ်အထူးတော့ကျွန်တော်ဒီမှာ3လောက်ထားပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော် shadow လေးထည့်ချင်တာမလို့ shadow လေးကိုလည်းတခါနဲ့ on ပေးလိုက်ပါမယ်ဒါသိသူမှာအရေးကလေးကြတဲ့ပုံစံဖြစ်လာပြီပေါ့နော်ပြီးတော့အဲ့ဒီအရေးကိုလည်းအကြောင်းပြုလို့ရပါသေးတယ်သူကတော့လောလောဆယ်မှာအနက်ရောင်လေးနော်ဒီမှာအနက်ရောင်လေးနဲ့ပါအဲ့လိုကျွန်တော်အနေအောင်လေးမကြိုက်ဘူးတခြားရောင်ပြောင်းချင်တာမလို့ format ကိုသွား general ကိုသွားလိုက်ပြီးတော့မှကျွန်တော် effect ကိုသွားမယ်ပြီးတော့ shadow လေးရဲ့ညာလေးကိုနှိပ်လိုက်ပြီးတော့မှ ကာလာဆိုတဲ့နေရာမှာနေလိုက်ပြီးတော့မှကျွန်တော်ဥပမာအနေနဲ့ပန်းရောင်လေးနဲ့ကျွန်တော်ကုတ်ချင်တယ်ပေါ့နော်အဲ့မှာကျွန်တော်ပန်းရောင်လေးတစ်ယောက်ကိုရွှေ့ပေးလိုက်ပါတယ်โอเคဒါဆိုတော့ရတာပါပြီအဲ့ဒါကျွန်တော် react cut base rate လေးကဒီလိုပုံစံလေးဖြစ်သွားပါတယ်ပြီးတော့ဒီမှာအောက်ပါ share လုပ်ကြတဲ့ပုံစံလေးကိုလည်းပြန်ပြီးတော့ရွေးလို့ရတယ်။သွားတော့ဒီအောက်ဘက်ညာဘက်ထောင်းအောက်ခြေလေးမှာသွားတာပေါ့နော်။ဒါဥပမာအနေနဲ့ကျွန်တော်ဒီမှာနှိပ်လိုက်ပြီးတော့မှ format ကိုသွားမယ်။ပြီးတော့ general ကိုသွားလိုက်ပြီးတော့မှကျွန်တော်ဒီမှာ effect ကိုသွားမယ်။ပြီးတော့ဒီမှာ share လုပ်ကိုပြန်ပြီးတော့မှသွားလိုက်ပါမယ်။သွားလိုက်ပြီးတော့ဒီမှာကျွန်တော်တို့က အော့ဆက်နေရမှာတော့တော့အောက်ဆိုင်ရှိတယ် inside ရှိတယ်ပေါ့နော်အကြောင်းကိုအပြင်ကိုဖြားမှာလားအတွင်ကိုဖြားမှာလားကျွန်တော်ကအပြင်ကိုဖြားမှာမလို့အောက်ဆိုင်ပဲထားလိုက်တယ် position ကိုကျတော့ဒီမှာ bottom right ပေါ့နော်ညာဘက်တောင်းအောင်ကိုတူသွားတဲ့ပုံစံအဲ့ကိုကျွန်တော်ကအလိုမကျိုက်ဘူး center ကနေသွားတဲ့ပုံစံကြိုက်တာမလို့ဒီမှာနှိပ်လိုက်ပြီးတော့မှ center ဆိုလीရှိပါတယ် center လေးကိုတစ်ချက်လေးရွှေ့ပေးလိုက်ပါမယ်အဲ့တော့အလဲကနေပြီးတော့မှဖြားထွက်သွားတဲ့ပုံစံလေးရရှိသွားမှာပါ။အဲ့တော့ကျွန်တော်ဒီမှာတခုရသွားပြီပေါ့နော်။ total order ဆိုပြီးတော့မှတခုရသွားပါပြီ။ဟုတ်ပြီ။ပြင်နောက်တစ်ခုထပ်ပြီးတော့မှ measure တခုထပ်ပြီးတော့မှရေးပါမယ်။ အဲ့ဒါကတော့ကျွန်တော်တို့ထပ်ပြီးတော့မှ order ကိုပဲရေးတွက်မှာဖြစ်ပါတယ်။ဒါပေမဲ့သူကရေးတွက်တဲ့ပုံစံကိုမှ formula ပြောင်းပြီးတော့မှရေးတွက်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီမှာ order တဲ့ကောင်လေးပေါ်မှာ mouse ကနေ right click နှိပ်မယ်။ပြီးတော့ကျွန်တော် new measure ကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်။ Okay ဒီမှာ measure ပေါ်လာပြီဆိုရင်ကျွန်တော်ဒီတကားတော့ total order 2ဆိုပြီးတော့နာမည်ပေးလိုက်မယ်နော်။ဒါတော့ဒီမှာ total order 2ပေါ့နော်။ဟိုဟာ sorry ORDS total order 2လို့နာမည်ပေးလိုက်ပါမယ်။ ဒီတခါကျွန်တော်ရေတွက်မှာကဘယ်လိုပုံစံရေတွက်မှာလဲဆိုတော့ကျွန်တော်ကောင့်လုံမှာဖြစ်တယ်ဘယ်လိုရေတွက်မှာလဲဆိုတော့ဒီတခါကျတော့သူကကောင့်ကိုမှာပေါ့နော် row number တွေကိုရေတွက်တဲ့ count row ဆိုတာလေးကိုသုံးပါပါအဲ့တော့ကျွန်တော်ဒီမှာ count count row ဆိုတာလေးကိုကျွန်တော်သုံးပါပါဒီမှာပေါ့နော်ဒီအောက်လေးမှာရှိပါတယ် count row ဆိုတဲ့ဒီ count လေးပါဒီကောင်ရိုလေးကိုကျွန်တော်ကအသေးစိတ်ထပ်ပြီးတော့မှဖတ်ကြည့်ကျင်နေဆိုရင်ဒီဘက်လေးမှာမြားလေးရှိတယ်။ဒီမြားလေး remove ဆိုတဲ့မြားလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။နည်းနည်းနဲ့တော့ဒီမှာပြပြပေးပါရစေ။ count the number of rows in a day ပဲ ။သူကကျတော့ခုနကလိုမျိုး table ကိုရွေးရတယ်။ခုနကတော့ count ကကျတော့ table ကို row ကိုတို့ခါတယ်။ဒီ table ကို column ကိုတို့ခါတယ်ရွေးရတာပေါ့နော်။သူကကျတော့အလုံးမပါဘူး။ count row ဆိုရယ် count တွေကကျတော့သူကကျတော့ table တစ်ခုလုံးထဲမှာရှိနေတဲ့ row တွေကိုရေးထွက်ပေးတာဖြစ်တယ်ပေါ့။အဲဒါမျိုးကျွန်တော်တို့ကဒီတစ်ခါဒါလေးကိုသုံးပါမယ်။ဒါလေးကိုအမချက်ကလေးဒီမှာပြန်နေပြီးတော့မှပြန်ပေးလိုက်ပါမယ်။ဒီမှာ count row လေးပေါ်မှာကျွန်တော် selection ပြီးပြီးသွားတာနဲ့ tab key လေးတစ်ချက်နှိပ်ပေးလိုက်ပါရစေ။ ပြင်တော့ကောင်တို့ကကျွန်တော်ကတေဘယ်တွင်ထဲမှာရှိနေတဲ့ row တွေကိုရေးဒီရေးအတွက်မှာဖြစ်တဲ့အတွက်ပေတေဘယ်တွေရလဲဆိုတော့ကျွန်တော် order ဆိုတဲ့တေဘယ်တွေရပါ။အဲဒါမျိုးကျွန်တော်တို့ဒီမှာ ORD ရဆိုပြီးတော့ရိုက်ပြီးတော့မှထည့်လိုက်ပါတယ်။ OR လောက်ရိုက်လိုက်တာနဲ့ဒီအောက်မှာပေါ်လာမယ်နော်။ဒီမှာ order ဆိုပြီးပေါ်လာတယ်။အဲခါမှာကွာဒီမှာ tab key တွေတစ်ချက်နှိပ်လိုက်အောင်ပါပဲ။ပြင်တော့နောက်ဆုံးလေးမှာကျွန်တော်တို့ခွင်လေးပိတ်ပေးလိုက်မှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်သူကကျွန်တော်ကောင် row လုံးမယ်။ဘယ် row တွေကိုသူကောင်လုံးမှာလဲဆိုတော့ order ဆိုတဲ့တေဘယ်ထဲမှာရှိနေတဲ့ row တွေကိုသူကောင်လုံးမှာဖြစ်ပါတယ်။ဒီ라နဲ့ကျွန်တော် under တစ်ချက်လေးနှိပ်ပေးလိုက်ပါမယ်။ ဒါဆိုရင်ရတာပါပြီအဲ့ကမှကျွန်တော်ဒီဘက်လေးမှာ total order 2ဆိုပြီးတော့မှရလာပါပြီဒီတစ်ခါလည်းအလိုပါပဲကျွန်တော် total order 2လေးရှိလေးမှာအမှန်ချက်ကလေးချစ်ပြီးတော့မှပေးလိုက်ပါတယ်ဒါကျွန်တော်ဒီမှာ canvas လေးမှာစာပြီးတော့မှသူက visual လေးနဲ့ပေါ်လာပြီ visual ကိုကျွန်တော်တို့က cut visual ပဲပြန်သုံးမှာမလို့ဒီကောင်လေးပေါ်မှာနှိပ်ထားမယ်ပြီးတော့ visualization ကိုတွားလိုက်ပြီးတော့မှဒီထဲကနေပြီးတော့မှကျွန်တော်တို့သုံးချင်တာ cut ဖြစ်တဲ့အတွက်ကလေးကိုတစ်ချက်လေးရွှေ့ပေးလိုက်ပါမယ်အဲ့ကမှဒီလိုပုံစံရတာပါပြီထပ်သွားပြီးဆိုရင်ကျွန်တော်ဒါလေးကိုလည်းစိုက်နေနဲ့ကစားလိုက်မယ်နော်သူရဲ့ဘေးမှာတော့ထားလိုက်မယ် ပြီးတော့သူနဲ့သူနဲ့ဆိုင်ညီသွားသေးဖို့အတွက်ဒီမှာနည်းနည်းလေးကျွန်တော်ကစားပေးလိုက်။ Okay ဒီလိုလေ့စင်တော့ရပါတယ်။ဟုတ်ပြီ။ပြောတာလေးကိုနည်းနည်းလေးပြန်ပြီးတော့မှကြုံလိုက်။ပြီးတော့ကျွန်တော်အပေါ်မှာရှိတဲ့အတိုင်းလေးပဲအကြောင်းလေးတွေကာလာလေးတွေ format တွေအားလုံးကိုတညီတညာလေးဖြစ်သွားစေချင်တာမလို့ဒီကောင်လေးပေါ်မှာထောက်ထားမယ်။ပြီးတော့ဒီ home deck ကိုသွားလိုက်ပြီးတော့မှကျွန်တော်ဒီ clipbook group ထဲမှာ format painter လေးကိုတစ်ချက်လေးယူလိုက်ပါမယ်။ဆုတ်တိုင်းပုံစံလေးကျွန်တော် mouse pointer လေးပေါ်လာပြီဆိုရင်ကျွန်တော်ရဲ့ဒီဒုတိယမြောက်ဒုတိယ order 2လေးပေါ်မှာ click တစ်ချက်လေးအဲဆုတ်တိုင်းလေးနဲ့နှိပ်ပစ်လိုက်ပါ ဒါဆိုကျွန်တော်အပေါ်မှာရှိနေတဲ့အတိုင်းပဲ format တွေတပုံစံနဲ့ဖြစ်သွားပါပြီဒါဆိုအချိန်မကုန်တော့ဘူးပေါ့နော်ဟုတ်ပြီဒါဆိုတိုးတက် order ဒီက number 1ဒါတော့တိုးတက် order 2ဖြစ်ပါတယ်ဒီကုလုံးကလည်းရေးတွက်တာပဲဒါပေမဲ့ဒီကောင်ရေးတွက်တာလေးကတစ်မျိုးဒီကောင်ရေးတွက်တာတစ်မျိုးပေါ့နော်ဟုတ်ပြီနောက်တစ်ခုထပ်ပြီးတော့မှလုပ်မယ်အဲ့တော့ကျွန်တော်ဒီမှာ order လေးပေါ်မှာ mouse cursor နဲ့ right click နှိပ်မယ်ပြီးတော့ new measure ကိုတစ်ချက်နှိပ်လိုက်ပါမယ် ဒီတစ်ခါကျတော့ကျွန်တော်ဘာကိုရေးထွက်မှာလဲဆိုတော့ unit ဖြစ်တဲ့ order တွေကိုကျွန်တော်ကရေးထွက်မယ်ပေါ့နော် unit ဖြစ်တဲ့ဆိုတာကဥပမာ duplicate တွေပါလာမယ်ဆိုရင်အဲ့ duplicate တွေကိုမရေးထွက်ဘူးကျွန်တော်က unit ဖြစ်တဲ့ order အရေးထွက်ကိုပဲကျွန်တော်ကလိုချင်တာပါအဲ့ခါမှဆိုရင်ကျွန်တော်ဥပမာနာမည်ပေးလိုက်မယ်နော်အဲ့ကျွန်တော် unit uni juue ပေါ့နော် unit ကောင်းတော့ order လို့ကျွန်တော်နာမည်ပေးလိုက်ပါမယ် count of order ပါ okay unit ကောင်းတော့ order ကိုရေးထွက်ပါမယ် ဒီခါကျတော့ကျွန်တော်တို့ဘာလို့သုံးမှာလဲဆိုတော့ဒါ unit ဖြစ်တဲ့ value တွေကိုပဲရေးတွဲခြင်းနဲ့ဆိုရင်ကြတော့ count တစ်မျိုးတည်းမသုံးရပါဘူး။ဒါဘာသုံးရလဲဆိုတော့ distinct counts တွေဟာလေးကိုသုံးပြရပါတယ်။သူကတော့နည်းနည်း advanced level ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့သုံးလို့ရပါတယ်။ကျွန်တော်ဒီမှာ distinct count လို့ရိုက်ထည့်လိုက်မယ်နော်။ distinct လို့ရိုက်လိုက်တဲ့အချိန်မှာ distinct count ဆိုပြီးပေါ်လာပြီ။အဲ့မှာကျွန်တော်ဒီမှာအများလေးနဲ့ distinct count ကိုသွားမယ်။ပြီးတာနဲ့ tab key လေးတစ်ချက်နှိပ်လိုက်ပါမယ်။အဘိ distinct count သုံးမယ်ဘယ်လိုမျိုးလုပ်မှာလဲဆိုတော့ကျွန်တော် distinct count ကဘယ်တွေကဟာကိုရေးထွက်မှာလဲဆိုတော့ order ဆိုတဲ့ table ထဲမှာရှိတဲ့ order id ကိုရေးထွက်မှာပါ မှကျွန်တော်ဒီမှာ marketing နဲ့ရွှေ့လိုက်ပြီးတော့မှဒီညာလေးနဲ့ရွှေ့လိုက်ပြီးတော့ order ID ကိုသွားလိုက်မယ်။ပြီးတာနဲ့ tab key လေးတစ်ချက်နှိပ်လိုက်ပါမယ်။ပြီးတော့နောက်ဆုံးလေးမှာ queen လေးပိတ်လိုက်မယ်။ဒါဆိုကျွန်တော်တို့ order table ထဲမှာရှိနေတဲ့ order ID တွေကနေပြီးတော့မှဒီမှာ distinct ဖြစ်နေတယ်ပေါ့နော်။ဒီ unique ဖြစ်တဲ့ value တွေကိုကြည့်တွေ့မှာဖြစ်ပါတယ်ပေါ့နော်။ပြီးရင်နောက်ဆုံးအပိုင်းမှာကျွန်တော်တို့ enter တစ်ချက်နှိပ်ပြလိုက်ပါမယ်။ဒါတော့ distinct count နဲ့ရေးထွက်တာပါ။ဒါ duplicate တွေပါမယ်ဆိုရင်အဲ့ဒါကိုမရေးထွက်ပါဘူး။ unit ဖြစ်တဲ့ value ကိုရေးထွက်ခြင်းတဲ့အခါမှာ distinct count ကိုသုံးရတာဖြစ်ပါတယ်။ ။ဒီခါမှာကျွန်တော်ဒီပက်လီမှာ unique count off ဒီ order စာပေါ်လာပြီ။အပြည့်စုံမမြင်ရအောင်ဆိုရင်ရရင်တော့ကျွန်တော်ဒီ data ဆိုတဲ့ count ကြီးရဲ့ဒီအလဲကောင်အမြင်လေးပေါ်မှာ mouse တင်လိုက်။ပြန်တဲ့ဘက်ပေါ်လာရင်ဆွဲပြီးတော့မှချက်လိုက်လို့ရပါတယ်ဒီလိုလေးပေါ့နော်။ပြီးရင်ကျွန်တော်ဒီမှာ unique count value ရှင်မှာလည်း magic ကလေးပေးလိုက်ပါမယ်။အဲကျွန်တော်ဒီမှာတက်ဒီမှာ visual လေးရလာပြီအဲ့ခါမှလည်းဒီကောင်လေးပေါ်မှာနှိပ်ထားပြီးတော့မှကျွန်တော်သုံးချက်နာ cut မလို့ cut visual လေးပေါ်မှာပြန်နှိပ်ပြီးတော့မှပြောင်းပေးလိုက်မယ်ပြတော့လည်းပဲကျွန်တော်ဒီမှာ style လေးညီသွားစေဖို့အတွက်ဒီမှာ style လေးကိုညီညာထားလိုက်မယ် โอเคဒီလိုပုံစံလေးပေါ့နော်ပြီးတော့ဟင်းသူ့ကိုကျွန်တော်တို့လည်းအပေါ်မှာရှိနေတဲ့ format တိုင်းတုံးချင်တာမလို့အပေါ်ကကောင်းလေးပေါ်မှာ click တိုင်းနေမယ်ပြီးတော့ home tab ကိုတွားပြီးတော့မှ format painter ကိုတစ်ချက်နေပါမယ် mouse pointer လေးကစုပ်တမ်းပုံစံလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီကောင်းလေးပေါ်မှာနှိပ်ချလိုက်ပါမယ် click တစ်ချက်နှိပ်လိုက်မယ်ဒါကျွန်တော်ဒီလိုပုံစံလေးရတာပါโอเคဒါဆိုင်နော် unique count order လေးပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီပြီးသားရင်ကျွန်တော်ဒါလေးကိုညှိသွားစေဖို့အတွက်နည်းနည်းလေးဒီကောင်လေးတွေကိုဆွဲပြီးတော့ချက်ပြလိုက်မယ်။ထောက်လဲဆွဲပြီးတော့မှချက်ပြလိုက်မယ်။โอเค ဒါကျွန်တော်တို့ဒီမှာ visual လေး၃ခုရသွားပါပြီ၃ခုစလုံးကတော့ကျွန်တော် order တွေကိုရေးထွက်လိုက်တာပါဒါပေမဲ့ကျွန်တော်၃နဲ့ formula တွေ၃နဲ့ test တွေကတော့မတူပါဘူးဟုတ်ပြီအဲ့ခါမှကျွန်တော်ကဥပမာအနေနဲ့ကိုရေးလိုက်တဲ့ဒီ total order ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကဒီ formula ကိုပြန်ပြီးတော့ edit လုပ်ခြင်းနဲ့ modify ပြန်လုပ်ခြင်းနဲ့ဆိုရင်အချိန်မီပြန်ပြင်လို့ရပါတယ် total order ကိုပြင်မယ်ဆိုရင်ကျွန်တော်ဒီဘက်လေးက data depth ကိုသွားပြီးတော့မှဒီမှာ total order ကိုတစ်ချက်သွားလိုက်မယ်သွားပြီးသွားရတဲ့ဒီကောင်လေးပေါ်မှာကျွန်တော်တစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့သွားဒီမှာ measure 2ဆိုပြီးပေါ်လာမယ် ခါမှတီအောင်မှာ format တင်နေလဲပြင်လို့ရတယ်ပြီးတော့ကိုယ့်ရဲ့အောက်မှာရှိတဲ့ဒီ measure ကိုပြန်ပြီးတော့မှပြင်လို့ရတယ်ဥပမာကွာတိုးတဲ့ order ဆိုရဲနာမည်မကြိုက်ဘူးဥပမာကျွန်တော်ကောင်းတော့ order လို့ပြောင်းပြန်နေဆိုပါဆိုဒါနဲ့ကျွန်တော်ဒီမှာကိုယ့်နဲ့တက်တာကိုအချိန်မီပြင်ပြောင်းလို့ရပါတယ်ကျွန်တော်ဥပမာကောင်းတော့ order လို့နာမည်ပေးလိုက်ပါမယ်နော်ဒီမှာ total လေးကိုကျွန်တော်ဖြတ်လိုက်မယ်နော်ကောင်းတော့ order လို့နာမည်ပေးလိုက်မယ်။ပြီးရင်ကျွန်တော်ရှေ့မှာရှိတဲ့ amend check ကလေးကိုချစ်လို့ရတယ်။ဒါမှမဟုတ်စ enter ကိုနှိပ်လို့ရပါတယ်။ကျွန်တော်ဒီမှာ amend check ကလေးချစ်လိုက်ပါတယ်။ ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ဒီမှာ total order လို့မပြတော့ဘဲနဲ့ဒီကောင်လေးကကောင်းတဲ့ order ဆိုပြီးတော့မှဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီကမှာအလိုပဲ total order 2ကိုကျွန်တော် total order 2လို့မထားတော့ဘူး2ကိုဖြုတ်လိုက်မယ်နော်။ဒါဖြုတ်ချင်တဲ့ဆိုရင်ကျွန်တော်ဒီမှာ total order 2လေးပေါ်မှာ click တစ်ချက်နှိပ်မယ်။ဒါကျွန်တော်ရဲ့ဒီ measure နေရာကိုသွားလိုက်ပြီးတော့မှ2ကိုကျွန်တော်မလိုတော့တာမလို့2ကိုကျွန်တော်ဖြတ်ပြစ်လိုက်မယ်။ပြီးတော့ magic ကလေးတစ်ချက်နေလိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီမှာ count order ဒီကောင်လေးကတော့ total order ဒါကတော့ unit count order လို့ပြီးတော့မှတွေ့ရမှာဖြစ်ပါတယ်။ โอเคဒါဆိုရင်ကျွန်တော်တို့နားလည်သွားပြီပေါ့เนาะပြန်နောက်ဆုံးတစ်ဆင့်အနေနဲ့ပါထက်ပြီးတော့ရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကဒီ mesh တွေကိုမလိုအပ်တော့ဘူးပြန်ပြီးတော့ဖြတ်ချင်တယ်ဆိုရင်လည်းဖြတ်လို့ရပါတယ်ဥပမာကျွန်တော်ဒီမှာ total order ဆိုတဲ့ဒီကောင်လေးကိုကျွန်တော်မသုံးချင်တော့ဘူးဒီကောင်ကိုကျွန်တော်ဖြတ်ချင်တယ်ဖြတ်ချင်တယ်ဆိုဒီကောင်လေးပေါ်မှာနှိပ်လိုက်နှိပ်လိုက်တဲ့ခါမှာတော့ဒီဘက်လေးမှာအဆက်ကလေး30ရှိပါတယ်အဲ့ဒီ more option လို့ခေါ်တဲ့အဆက်ကလေး30ကိုတစ်ချက်လေးနှိပ်လိုက်ပါနေလေးတဲ့နဲ့တော့ရွေးကြရတယ်အများကြီးရှိလာတယ်။ဒီတဲကနေကွာဖြစ်ဖြစ်ချင်တာဖြစ်တဲ့အတွက်လုံးဝအပြီးပြန်မှာနော်။ပြီးဖြစ်မှာဖြစ်တဲ့အတွက်ကွာဒီမှာ delete from model ဆိုတာလေးရှိပါတယ်။ဒါလေးကိုကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ်။ ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့သူကမေးပါတယ်ဒီကျွန်တော်တို့ရဲ့ measure ကိုဖြတ်မှတေချာလာလို့မေးပါတယ်ဘာလို့ဆိုတော့ဖြတ်လိုက်ပြီးတော့ပြန်ယူလို့မရတော့ဘူးเนาะ control set ဒီပိုင်းနဲ့ပြန်ယူလို့မရပါဘူးအခုကျွန်တော်ဖြတ်မှာဆိုတော့ yes ကိုနှိပ်ပါမဖြတ်ဘူးဆိုရင်တော့ဒီမှာ cancel ကိုနှိပ်လိုက်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ cancel ကိုပဲနှိပ်လိုက်ပါမယ်ဒီကွာဒီ asset ကလေးသုံးတဲ့ကနေတော့ပြန်ဖြတ်ချင်အောင်ဆယ်ဘယ်လိုဖြတ်လို့ရသေးလဲဆိုတော့ကိုယ့်ရဲ့ဒီ total order ဆိုတဲ့ကောင်လေးကိုဖြတ်မယ်ဆိုရင်အဲ့ကိုဖြတ်ချင်တဲ့ measure လေးပေါ်မှာ mouse ကနေ right click နှိပ်ပါအဲ့ခါမှလည်းတော့ box လေးကြာလာတယ် ဲဘောက်စ်တဲကနေကိုပြတ်ချန်တာဖြစ်တဲ့အတွက်ဒီမှာ delivery model ဆိုတာလေးရှိရယ်ဒါလေးကိုနှိမ့်လိုက်လို့ရပါတယ်အဲကမှာဖြစ်ဖြစ်ချင်နေဆိုရင်တော့ just go နှိမ့်ပါမဖြစ်ချင်ဘူးဆိုရင်တော့ကျွန်တော် cancel ကိုနှိမ့်လိုက်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ cancel လေးပဲနှိမ့်လိုက်ပါမယ် ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးမှာလေ့လာခဲ့ရတာကကျတော့အခြေခံ measure လေးတွေကိုဘယ်လိုမျိုးရေးရမလဲဆိုတာကိုကျွန်တော်လေ့လာခဲ့ရတာဖြစ်ပါတယ်။ဒီကုသင်ခန်းစာလေးက Mastery ရဲ့လုပ်ငန်းကွန်တက်ကျူရှိမလို့ယုံကြည်ပါတယ်။ Power BI လေ့လာနေတဲ့သူတွေအတွက်လည်းပဲကျူရှိမလို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကျူရှိတယ်ဆိုရင် video လေးကို like လေးနဲ့ခက်ပေးပါခင်ဗျာ။ comment လေးမှာလည်း yes တို့ရေးခက်ပေးပါ။ဒီသင်ခန်းစာလေးမှာနားမလဲတာမရှင်းတာရှိမယ်ဆိုရင်လည်း comment လေးမှာရေးခက်လို့ရပါတယ်။နောက်ထပ်သင်ကြားပေးသေးတဲ့သင်ခန်းစာလေးတွေသိချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာမေးခက်ပေးပါ။ကျွန်တော်ပြန်ပြီးတော့မှဖြေကြားပေးသွားပါမယ်။ ဒါပြည့်စုံတဲ့နေ့ရက်လေးကိုမျှဝေထားပါပါဆိုင်နေကြပါစေအလုံးကိုစိတ်နှစ်သာကျမ်းမာချမ်းသာကြပါစေခင်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ